စမယ် Greenit စံချိန်တင်အသက်အငယ်ဆုံးလှုပ်ကြံသူ သို့မဟုတ်ချိုထွန်းအောင်လှုပ်ကြံခံရမှုဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်လှုပ်ကြံခံရမှုနဲ့ပတ်သက်ပြီးတက်မတော်ဘက်ကသတင်းအမှန်တွေကိုထုတ်ပြန်ထားပြီးသားဒါကမှညီပိတ်တွေနဲ့စိမ့်ပိတ်တွေက အမျိုးမျိုးဝေဖန်နေကြတာတက်မတော်သတင်းမှန်ပြန်ကြားရေးတောင်းဝန်ခံဗိုလ်ချုပ်စုံမင်းထွန်းကတော့ရှင်းတယ်လုံးဝကိုထွက်မရှင်းတော့တာ သူဘလောက်ပဲတည်င်းအချက်လက်အပြည့်စုံနဲ့ပျော်ပျော်ချပြပြဝင်းနီမိတ္တယုံစီရတော့ကိစ္စပြီးကလေးကဘသူမှမယုံကြတော့တာကူဒီလောက်ကြံခံရမှုမှာအဓိကတရခံကဥယျံမုံပဲဥယျံမုံက Golden Valley Warrior ဖွဲ့ကောင်းဆောင်ကိုအောင်ကိုကိုအမိတ်ပေးတယ်အဲဒီကတဆင်အဆင်ဆင်သွားလိုက်ရာကညောင်ဦးမြို့နယ်ပကံမြို့ဟောင်းအေယာလီစိတ်ကကွန်ရောင်ပြီးအလုံးလုံးနေတဲ့မျိုးကိုကိုနဲ့ချိတ်ဆက်မိသွားတယ် ဒီကနေဘာမဆိုင်ညာမဆိုင်ရန်ကုန်မှာနေနေတဲ့မျိုးကိုကိုရဲ့တမီလင်းလက်ရွှေအသက်6နှစ်အရွယ်ကလေးမလေးကဂျပန်ဆက်ဘင်းကိုစီးပြီးဘုံမူးချုပ်ဟောင်းချိုးထွန်းအောင်နေတဲ့မယံကုန်မြို့နယ် A1 လမ်းပေါ်ကနေဘုံမူးချုပ်ချိုးထွန်းအောင်ကို CO2 gas ထည့်ပြလို့ရတဲ့ကော်စီတနက်နဲ့ရင်ဘတ်ကိုတိတ်ပြလိုက်တဲ့အခါ on the spot နေရာမှာရင်ဘုံမူးချုပ်ဟောင်းချိုးထွန်းအောင်တည်ဆုံသွားခဲ့ပါတယ်ဆက်လမ်းကိုဆက်ဆက်ကြည့်လိုက်တဲ့အခါမှာမျိုးကိုကိုဆိုတဲ့သူဟာ မဲဆောက်ကိုတွားဖို့အတွက်ပကံလေစိတ်မှာကုံရောင်ရင်ပတ်စံစုနေကြတာဒီနေ့တော့ဥယျံမွန်နဲ့ Golden Valley Warrior အဖွဲ့ခေါင်းဆောင်ကိုအောင်ကိုတို့ကအဲ့ဒီပကံလေစိတ်မှာကုန်းဝယ်စားရင်မြို့ကိုကိုကိုပြောတယ်ချိုထုံးအောင်ကိုရှင်းလိုက်ကြကွာတဲ့ပြီးရင်မင်းတို့တွားချင်တဲ့မဲဆောက်ကိုလာဖို့အတွက်ငါကိုယ်တိုင်ပကံလေစိတ်ထိလာခေါ်မယ်ဆိုပြီးညွှန်ကြားလိုက်တယ်ဒီလိုနဲ့ဘုံမှုချောင်းချိုထောင်းရှင်လင်းခံရပြီးတာနဲ့မျိုးကိုကိုတို့မိသားစုဟာ မဲဆောက်ကိုသွားဖို့အတွက်ပကံလေးစိတ်မှာရက်ဆောက်နေရင်တက်မတော်ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရတယ်။ဒါကတော့ကျွန်တော်ဘယ်ဘက်ကိုမှမလိုက်ပဲအကျိုးအကြောင်းခိုင်ခိုင်လုံလုံစီစီလော်လော်နဲ့ရုပ်တိအရှိဆုံးဖြစ်အောင်ပြောပြတာ။ပြီးတော့အားလုံးပြောနေကြတဲ့ရာဇသက်ကြီးဥပဒေပုံမှ80နှစ်အရာအသက်9နှစ်အောက်ခလေးပြုတ်လို့မှုသည်ပြမှုမများလို့တည်စေဥပဒေရအတိလင်းပြထန်းထားတော်လေ။အာနာသိမ့်ပြီး၄နှစ်ကျော်ကြာလာတာနဲ့အများမြန်မာနိုင်ငံမှာနေထိုင်သူပြည်သူအများစုဟာ အလိုလိုနေရင်အချမ်းဖတ်တဲ့ပုံစံဝင်ပါလေ။ဒါကြောင့်တက်မတော်ရဲ့6နှစ်ရွယ်ကလေးလေးကိုဖမ်းဆီးမှုဟာကျိုးចောင်းစီလျော်မှုရှိတဲ့အပြင်ကမ္ဘာမီဒီယာတွေကတော့တက်မတော်ရဲ့လှုပ်ဆောင်ချက်တွေကိုအားကျနေကြပြီ။သတင်းအမှန်တွေတင်ဆက်ပေးနေတဲ့ Mostly Inside